မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာစစ်ခွေးတပ်နဲ့အာရခတပ်တော် AA တို့လက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ26ရက်နေ့ကနေ28ရက်နေ့မနက်ပိုင်းအထိလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်းရှေ့တန်းရောက်တရင်ရင်မိတ်ကပြန်လည်ပြောပြထားပါရယ်စစ်ခွေးတပ်ဘက်ကပုံနာကြုံပေါက်တော့နဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်နေတာကနေ အခု AA ဘက်ကပါပြန်ပြစ်နေတာလို့စစ်တွေမှာရှိတဲ့သတင်းရင်းမြစ်ကပြောပါတယ် AA ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတချို့ဟာစစ်ပေဒေသကိုကဲမှုဆိုင်ရာဌာနချုပ်ဒါကာစအတွင်းထဲကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့စစ်ခွေးတပ်ဖွဲ့ဝင်တချို့သိမ်းဆုံးကစစ်ခွေးတပ်ဘက်ကလက်နက်ကြီးများဒရုန်းများကိုတုံးပြီးတော့ပုံနာကျုံမြို့နယ်ကိုပြစ်ခတ်တိုက်ခတ်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတပ်ဟာပုံနာကျုံမြို့ကိုလက်လွတ်ခဲ့ရတဲ့အချိန်က AA တပ်များစစ်တွေမြို့ကိုရောက်မလာစေရန်အတွက်မင်းချောင်းတရားကိုချိုးဖြတ်ခဲ့ရာ အခုအဆိုပါမင်းချောင်းတရားကိုပြန်လည်ပြင်ဆင်ထားတယ်လို့သိရပါဗျာ စစ်တွေပုံနာကြောင်ဆက်သွယ်ထားတဲ့မင်းချောင်းတရားကိုပြင်ဆင်မှုများလှုပ်ဆောင်ပြီးတော့တရားထိတ်နှစ်ဖက်မှာခံစစ်အခိုင်အမာပြင်ဆင်ပြီးလူဝင်အားတွေချထားတယ်လို့ဒေသခံတွေကသိရပါဗျ။စစ်တွေမြို့ရွှေမင်းကံမှာရှိတဲ့စစ်ခွေးတိုက်ရဲ့ရေတန်းနဲ့ပင်လယ်ပြင်မှာရှိတဲ့စစ်သင်္ဘောများကနေပြီးတော့လက်နက်ကြီးများနဲ့ပုံနာကြောင်နဲ့ရသေးတောင်မြို့နယ်များကိုပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ရရှိရာအေအေတပ်ဖွဲ့များကလည်းစစ်ခွေးတွေရှိရာနေရာများနဲ့ဒါကစားအတွင်းတွေကိုပြန်လည်ပြစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးအတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စစ်စခန်းတွေကထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးနှစ်ကောင်နေအာမာရင်ပွဲချင်းပြီးတိတ်ဆုံးပြီးတော့တနတ်တက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ28ရက်နေ့ညနေပိုင်းမှာတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကင်းစခန်းကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ခွေးနှစ်ကောင် နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးက G3 အမျိုးအစားတက်နေတက်လာနဲ့ G7 တချို့တင်စီရမိကဒေါ်လာရဲ့ရဲဘော်များဘက်ကတော့အထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးနှကောင်စလုံးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်ကျွန်တော်တို့ရဲဘော်တွေဘက်ကတော့အထီးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အမတ်၈၁၅တပ်ဖွဲ့အနောက်မြောက်စစ်ဒေသကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA မြင်းညာခရိုင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းရွှေဘုံမြို့နယ်ရှားတော်ရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို drone နဲ့တိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်မှုရှိခဲ့ကြောင်းဇာမနီ drone တပ်ဖွဲ့ကတာဝန်ခံဗိုလ်တိုက်ကကပြောပြထားပါတယ်။ အော်တိုဘားလာ၁၈ရက်နေ့ကရွှေဘုံမြို့နယ်ရှားတော့ရွာကနေထွက်လာတဲ့အင်အားတရားဝင်းကျင်ရှိတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချက်မဲ့စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုများပြားပြီးတော့အရေးအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။စစ်စင်ရေးအတွင်းမှာရွှေဘုံမှာရှိတဲ့စစ်တပ်တိုက်ရင်းများကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးတော့112လေးရင်နဲ့ဘုံ၉ချိန်ကျဲချခဲ့တယ်လို့သိရပါတယ်။ရွှေခွေးတည်တဲ့စီးရင်ကတော့အတိအကျထုတ်ပြန်လို့မရသေးဘူး။အထိခိုက်များတယ်ပဲပြောလို့ရတယ်။ စစ်ကြောင်းတွေကမခွာဘဲနေတော့သတင်းတွေအတိအကျမထုတ်ပြန်နိုင်သေးပါဘူးမြို့ရဲကိုပြန်ဝင်ပြီးတော့21ရက်နေ့ကစစ်ကြောင်းပြန်ထိုးလာတယ်လို့ဇာမနီဒရုန်းတပ်ဖွဲ့ကတာဝန်ခံဗိုတိုက်ကကပြောပြထားပါတယ်စစ်စင်ရေးတိုက်ခိုက်မှုကိုဇာမနီဒရုန်းတပ်ဖွဲ့ Phoenix Wings Black Wolf ဒရုန်းတပ်ဖွဲ့တို့ကမဟာမိတ်များနဲ့အတူပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ KK ပတ်မှာဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့်ရွှေကုတ်ကိုမြို့တဲ့အပါအဝင်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းစင်တာများအနေနဲ့စိတ်ပူရန်မလိုပဲပုံမှန်အတိုင်းပဲလုပ်ငန်းများကိုလည်ပတ်လုပ်ကင်နိုင်တယ်လို့စစ်ခွေးလက်အောက်ခံစောချစ်သူဦးဆောင်တဲ့ BGF ကတရားဝင်အသိပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ23ရက်နေ့ကစတင်ပြီးတော့မြောက်ရီမြို့နယ်မှာရှိတဲ့ KK ပတ်ကိုစစ်တပ်ကဝင်းအောင်စီးနှင်းခြင်းစစ်ခွေးလက်အောက်ခံ BGF ကကြားဖြန့်လုကန်သူများကိုနှင်လွှတ်ခြင်းခေါ်ထုတ်သွားခြင်းများကိုလှုံ့ဆော်ခြင်း BGF ကကြားဖြန့် KK ပတ်အတွင်းမှာဖောက်ခွဲမှုများကိုလှုံ့ဆော်လာခြင်းကြောင့်ရွှေကုတ်ကိုအပအဝင်ကြားဖြန့်လုပ်ငန်းများကိုလုကန်နေတဲ့စန်တာများမှာစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒါကြောင့်ကြားဖြန့်လုပ်ငန်းများကိုအဓိကဦးစီးလုကန်ကအကာအကွယ်ပေးနေတဲ့ BGF တပ်ဖွဲ့ကိုကြားဖြန့်လုပ်ငန်းရှင် တရုတ်များကြားဖြတ်လုပ်ငန်းများကမြန်မာနိုင်ငံသားများကဆက်သွယ်မေးမြန်းရမှာ BGF ကဘာမှစိုးရိမ်ပူပန်စရာမလိုပဲပုံမှန်အတိုင်းကြားဖြတ်လုပ်ငန်းများကိုလက်ပတ်လုတ်ကင်နိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်လာမယ့်ဒီဇင်ဘာလမှာကရင်နှစ်တကူပွဲတော်ကိုပါစီကားတိုက်မြိုက်စွာ BGF ကဥဆောင်ကျင်းပမှာဖြစ်တဲ့အတွက်ပါဝင်ပြီးတော့ဆင်နွှဲကြပါရန်ဖိတ်ခေါ်တယ်လို့တရားဝင်အသိပေးလာကြောင်းသိရပါတယ်။ BGF ဘက်ကနေပြီးတော့ရွှေကုတ်ကိုထဲမှာရှိတဲ့လုပ်ငန်းတွေအားလုံးဘာမှစိုးရိမ်စရာမလိုဘူး။ပုံမှန်အတိုင်းလုပ်ငန်းလည်ပတ်လုတ်ကင်နိုင်ပါတယ်။ တို့အနေနဲ့ဆက်လက်ပြီးတော့အကာအကွယ်ပေးနေမှာဖြစ်တယ်။ဂရင်နှစ်တကူပွဲတော်ကိုလည်းစီကားတိုက်မြိုက်စွာကျင်းပမှာဖြစ်လို့ပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်တယ်ဆိုပြီးအသိပေးလာပါတယ်။ဒီကောင်လေးကသာမစိုးရိမ်နဲ့ပြောပေမဲ့စိုးရိမ်မှုကတော့ရှင့်နေကြပါတယ်လို့ရွှေကုတ်ကိုမြို့တဲ့အတွင်းမှာကြားဖြတ်လုပ်ငန်းမှာဦးစီးလုတ်ကန်နေတဲ့မြန်မာနိုင်ငံသားကြီးကြပ်ရေးတဦးကပြောဆိုထားပါတယ်။လက်တလော BGF ကဦးစီးလုတ်ကန်နေတဲ့ရွှေကုတ်ကိုမြို့တဲ့အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများဟာ ပုံမှန်အတိုင်းလုပ်ငန်းလဲပတ်နေတဲ့အပြင် KK ဘက်ကနေပြောင်းရွှေ့လာတဲ့တရုတ်တထေးတချို့ဟာရွှေကုတ်ကိုအဆောက်အုံအစ်စ်တချို့မှာလုပ်ငန်းများပြန်လည်စတင်နေပြီဖြစ်တယ်လို့သိရပါဗျ။မြရီမြို့နယ်အတွင်းမှာရှိတဲ့ DKBA PC လက်အောက်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းများဟာလည်းပုံမှန်အတိုင်းလဲပတ်နေစေဖြစ်တယ်လို့သိရပါဗျ။ရွှေကုတ်ကိုဝမ်ခဆိုင်နဲ့မြရီမြို့မှာရှိတဲ့ BGF DKBA PC ဂိတ်ဝင်းနေနဲ့မြရီမြို့အမှတ်9ရပ်ကွက်အမှတ်10ရပ်ကွက်နဲ့အမှတ်2ရပ်ကွက်အပါအဝင် မြဝတီတမျိုးလုံးမှာရှိတဲ့ကြားဖြန့်စင်တာတွေမြဝတီမြို့မြို့ပြင်မှာရှိတဲ့မြစ်တာလင်းမြိုင်မဲထော်တလေအင်ဂျင်မြိုင်မင်းလက်ပံဖလူကြီးဖလူလေအေအေပါ့ခ်ဧကတရားဆိုင်နောက်ပြီးရင်စုံစည်းမြိုင်ကြောက်ခက် DKBA ခါရချုပ်ဘက်မှာရှိတဲ့ကြားဖြန့်တွေဝေါ်လီဘက်မှာရှိတဲ့ DKBA ဖိုးရွှေဝဂွင်းတွေအကောင်လုံးပုံမှန်အတိုင်းလဲပတ်နေပါတယ် အဆုံးစုံဆုံး KK ပတ်တောင်မှအခုဖြစ်နေတာအကုန်လုံးမဟုတ်ဘူးစိုက်ကြီးတွေကစိုက်အသေးတင်းနဲ့၃လေး၅အခွဲနေရာလေးတွေကိုပဲရှင်းနေတာဂျန်နာရီအကုန်လုံးကပုံမှန်အတိုင်းလေပတ်နေတယ်လို့မြောက်ရီမျိုးအခြေစိုက်ကရင်စည်ရေးသတင်းရေးမြစ်ကရှင်းပြထားပါတယ်အော်တိုဝါလာ၂၂ရက်နေ့ကလေးကလည်း BGF ကစောချက်သူတင်ဝင်းနဲ့မုတ်တုံတို့က KK ဘက်ကကြားဖြန့်တရုတ်တထေးများအွန်လိုင်းဒီပညာဆိုင်ရာပညာရှင်များအပါအဝင် အရေးပါတဲ့သူတွေကိုခေါ်ထုတ်သွားပြီးတော့တချို့ဟာရွှေကုတ်ကိုမှရောက်ရှိကာတချို့ကိုတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာများမှာယာယီခိုးလုံနေကြတယ်လို့သိရပါဗျ။ KK ဘက်ကကြားဖြတ်တရုတ်တထေးများအပါအဝင်အရေးပါသူများကို BGF ကအထူးအစီအစဉ်နဲ့ရွှေပြောင်းပေးရမှာမြောက်ရီနှစ်ခွန်ကဂိတ်၊တင်ကန်းညီနောင်ဂိတ်၊ကော့ဂရိတ်ကိုတိုင်ဂိတ် ကြုံတိုးဂိတ်အပါဝင်စစ်ခွေးတပ်ရဲ့ဂိတ်များကိုစစ်တပ်ကလမ်းကြောင်းဖွင့်ပေးထားတယ်လို့သိရပါဗျ။ KK ပတ်ခါ BGF ကအဓိကလုံခြုံရေးယူပြီးတော့တောင်ယူတိဆောက်ထားတဲ့ online ကြားဖြန့်စင်တာတစ်ခုဖြစ်ပြီးတော့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်လုပ်ငန်းများအားလုံးကို BGF ကစက်ကြီးကောက်ပြီးတော့အကာအကွယ်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မှာ အသက်84နှစ်အရွယ်အဖွားအုံနဲ့မြေးဖြစ်သူတို့ကို ိမ်သုံးနဲ့တန်ရိုက်တဲ့တူနဲ့ရိုက်နှက်ပြီးတော့ရွှေတုံးနဲ့ငွေတွေကိုယူဆောင်သွားတယ်အဖွားအိုရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ26ရက်နေ့မနက်ပိုင်းကချမ်းမြသာစီမြို့နယ်မြို့တင်နှစ်ရက်ကွာလမ်း 80A 108လမ်းနဲ့108လမ်းကြောင်းမှာရှိတဲ့နေအိမ်မှာအမျိုးသမီးတယောက်အသက်ခံရကြောင်းသတင်းရရှိလာကြောင်းစစ်ခွေးအုပ်စုရဲ့ရဲတပ်ဖွဲ့ဝင်းနေပါဝင်တဲ့ပူပေါင်းအဖွဲ့ကတွားရောက်စစ်ဆေးခဲ့ကြတယ်လို့သိရပါတယ်။နေအိမ်ပိုင်ရှင်ဟာအသက်84နှစ်အရွယ်အငိမ့်စားစာကြည့်တိုက်မှုဖြစ်ပြီးတော့နေအိမ်ရဲ့မြင်ကြီးတဲ့ဧကန်အတွဲမှာရှိတဲ့ထိုင်ကုန်းပေါ်မှာဥကောင်းပေါက်ပြဲဒဏ်ရာတစ်ချက်နဲ့တေဆုံးနေပြီးတော့အတူနေတဲ့အသက်36နှစ်အရွယ်မြေးဖြစ်သူအမျိုးသမီးကို တော့မြင်းကြီးတက်အေကန်ဂရေမော်ပါဦးကောင်ဝဲနဲ့ထင်ပေါက်ပြဲဒဏ်ရာနှစ်ချက်ရရှိထားတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့စစ်ခွေးအုပ်စုကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပြင်းမှုကျူးလွန်သူဟာတေဆုံးသူရဲ့တူမတော်ဆက်သူပြင်းလွင်မြို့ရက်ွက်ကြီး၃ကကြီးအမှတ်၄အခြေခံပညာလေရန်ကျောင်းမှာ တွဲဘက်တာဝန်ထမ်းဆောင်နေတဲ့အလေရန်ပြဆရာမဒေါ်ဆိုးဆိုးထွန်းဖြစ်ပြီးတော့အော်တိုဘာလ26ရက်နေ့ညနေပိုင်းကအခင်းဖြစ်တဲ့နေအင်းစီကိုပြန်လည်ရောက်ရှိလာတဲ့အချိန်ဖမ်းဆီးရမိခဲ့တာလို့စစ်အုပ်စုကထုတ်ပြန်ထားပါတယ်ဖမ်းဆီးရမိထားတဲ့ပြည်မှုကျူးလွန်သူဟာအိမ်၅ရက်နေထိုင်ခဲ့ရာငွေကြေးအခက်အခဲများစွာရှိခဲ့ပြီးတဲ့နောက်ဒေသုံးသူဇီကနေပတ်စံချင်းငားခဲ့ပေမဲ့မရခဲ့တာကြောင့်အခုလိုပြည်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အော်တိုဘားလာ25ရက်နေ့မနက်ပိုင်းမှာပြုတ်မှုကျူးလွန်သူဟာဂရင်းမောင်မအိပ်ပျော်နေတဲ့တူမတော်ဆက်သူကိုအိမ်သုံးတန်ရိုက်တူနဲ့သုံးချက်ခန့်ထုရိုက်ပြီးတော့ထိုင်းကုန်မှာထိုင်နေတဲ့အတော်ဖြစ်သူကိုငယ်တဲ့ကိုတူနဲ့တစ်ချက်ထုရိုက်ခဲ့တာလို့သိရပါဗါးအဲ့ဒီနောက်ပြုတ်မှုကျူးလွန်သူဟာအတော်ဖြစ်သူရဲ့အိမ်ခန်းအတွင်းမှာရှိတဲ့တန်တစ်တာကိုတူနဲ့ရိုက်ဖြတ်ကတစ်တာအတွင်းမှာတင်စီထားတဲ့ အော်တမာရီတစ်စိပ်ပါတဲ့ရွှေ30တားတုံးတုံးနဲ့အိယာဘုံမှာရှိတဲ့ငွေကျပ်300တရာတို့ကိုယူဆောင်ပြီးတော့ပြင်ဦးလွင်မြို့ဈေးကိုပြန်လာခဲ့ပြီးအော်တိုဘားလ26ရက်နေ့မှာယူဆောင်လာတဲ့ရွှေတုံးကိုရောင်းချကချင်းကားထားတဲ့ငွေကြေးတွေကိုပြန်လည်ပေးဆက်ပြီးတော့သုံးစွဲခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်ဆဲအုပ်စုအာနာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်မှာအထွေထွေအချက်တဲတွေကြောင့်မြို့ပေါ်ဒီမှာပါလူတက်မှုလူရက်မှုခိုးမှုစတဲ့ရာဇဝတ်မှုတွေပုံမှုပြီးတော့များပြားလာတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လူငယ်များကိုစစ်မှုထမ်းအဖြစ်အတင်းအကျပ်စေခိုင်းနေတဲ့မင်းအောင်လိုင်ကမြန်မာလူငယ်များပြည်ပကိုရွှေ့ပြောင်းသွားလာမှုတွေမြင်မာနေတော့လေပြည်တွင်းထဲမှာလည်းလူငယ်လူရဲများပြားနေစေဖြစ်တယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့2024ခုနှစ်လူဦးရေနဲ့သကောင်စီရဲ့အစီရင်ခံစာထုတ်ပြန်ပွဲမှာအချက်အလက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံရဲ့လူငယ်များကြားထဲမှာပြည်ပရွှေပြောင်းသွားလာမှုတွေမြင်မာနေတော့လေတချိန်က မွေးနှုံမြင်မာခဲ့တဲ့အကျိုးဆက်ကြောင့်အလုတ်လုံနိုင်တဲ့လူငယ်လူရွယ်ဥယေဟာလဲယခုမှများပြားနေစေဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။တနည်းအားဖြင့် demographic bonus လို့ခေါ်တဲ့လူဥယေစုလက်ရရှိနေစေကာလဖြစ်တယ်လို့ပြောပါတယ်။ ပြည်ပကိုရွှေပြောင်းအလုတ်သမားတွေကလည်းမြန်မာနိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလုတ်ကိုင်ခွင့်လန်းများနဲ့အိန္ဒိချင်းနိုင်ငံများရဲ့စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တည်မီနေခြင်းကြောင့်ဖြစ်တယ်လို့မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။အချမ်းမဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်များကိုလစဉ်ဖွင့်လှစ်ကအပတ်စဉ်တစ်ခုကိုလူဦးရေ9000နှုန်းနဲ့လစဉ်စစ်မှုထမ်းခေါ်ယူခဲ့ရာအခုခါ စစ်မှုထမ်းအပတ်စဉ်78ကိုရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။လူငယ်များပြည်ပကိုပြောင်းရွှေ့နေမှုတွေမြင်မာတဲ့အတွက်မင်းအွန်လိုင်းကအသက်78နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များကိုပြည်ပကိုအလုတ်ကန်တဲ့စေလုံးမှုများပိတ်ပင်ခဲ့ပြီးတော့ပြည်ပကိုအလဲပတ်ထွက်တဲ့လူငယ်များကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့လေးစိမ့်များကနေပြီးတော့လှည့်ပြန်ခိုင်းနေတယ်လို့သိရပါတယ်။ဒါအပြင် ပြည်ပရောက်ရှိနေတဲ့မြန်မာလူငယ်များအမိမြေကိုပြန်လာပြီးတော့စစ်မှုထမ်းကြရေးအတွက်လဲမင်းအွန်လိုင်းဦးဆောင်တဲ့စစ်တပ်ကပုံစံအမျိုးမျိုးနဲ့စ조사လျက်ရှိပြီးတော့ပြည်ပကိုထွက်ခွာတဲ့လူငယ်များနေထိုင်ရာနေအိမ်များကိုစစ်ခွေးလောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့များကစစ်မှုရန်ကြီးလာစဉ်တိုင်းချီပြီးတော့ကောက်ခံမှုများလဲဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ